အားလုံးမင်္ဂလာပါ Open Door Education မြန်မာ YouTube Channel မှာကြိုဆိုလိုက်ပါတယ်ယနေ့အခြေခံပုံဆွဲနံပါတ်9အရင်တော့ကဆွဲခဲ့တဲ့ဒီစက်ရုပ်လေးကိုဒီဘဲဥပုံချမ်းမှာဒီလိုမျိုးလေးခေါင်းလေးပေါ်ထွက်နေတယ်ဒီပုံလေးကိုဆွဲပြသွားမှာဖြစ်ပါတယ်အတုံးပြမှာတော့ Adobe Illustrator ကိုအသုံးပြုပါမယ်ဒီအသုံးပြုတဲ့ command လေးတကောကတော့ make clipping mask လို့ခေါ်ပါတယ်ဒီနောက်ကဒီ bevel ပုံလေးရကြတော့ဒီ ellipse tool လေးကိုအသုံးပြုပြီးတော့ဆွဲပါမယ်ဒီဆက်ရုပ်လေးကတော့အရင်တစ်ခေါက်ကဆွဲပြီးသားပုံကိုယူသုံးပါမယ်အာ legitimate tool တွေကကိုဆွဲကိုထည့်ခြင်းနဲ့ပုံထည့်ပြီးတော့စမ်းလို့ရပါတယ်ဒီဆက်ရုပ်မှရလို့မဟုတ်ပါဘူးเนาะ ဆဆွဲပါမယ်အရင်ဦးဆုံးဆက်ရုပ်လေးကိုဒီပုံမှာခေါ်ပြီးတော့တုံးပါပေါ့ယူပြီးတုံးပါပေါ့အဲ့ကြတော့အရင်ဆုံး file ကိုသွားပါမယ်ပြီးရင်ဒီမှာ place ကိုသွားမယ်ဒီ computer မှာတော့ဆက်ရုပ်လေးကို desktop မှာတင်ထားပါတယ်အဲဒီမှာတစ်ခါတည်း desktop မှာတင်ထားတယ်ဒီမှာဟို PNG file လေးလောက်ထားတာပေါ့နော်အဲဒါလေးကို click ယူပြီးဒီမှာတော့ဒီ template ကိုမသုံးပါဘူးဒီတိုင်းပဲ ကိုဆမ်းမဲ့ယူသုံးမဲ့ပုံကိုဒီမှာ mouse နဲ့ left click နှိပ်မယ်ပြီးရင်ဒီနောက်မှာ place ကို mouse ရဲ့ left click နှိပ်လိုက်ပါပြီးရင်ဒီမှာကိုထားမဲ့အရွယ်စားကို mouse ရဲ့ left click ကိုဖိပြီးတော့လေးတော့ပြဒါကိုရဲ့အရွယ်စားပေါ့ဟုတ်ပြီကိုဒီလောက်အဆင်ပြေရဲ့ဆိုဒီနားရောက်လို့ရှိရင် mouse ကိုလွတ်လိုက်ပါဒါဆိုရင် အသုံးပြုမယ် ုံလေးပေါ့ဒီညမှာတော့ဆက်ရုပ်ကိုနမူနာပေးထားတာပေါ့ကိုအဆင်ပြေတဲ့ပုံကိုယူသုံးလို့ရပါတယ်ဟုတ်ပြီနောက်တစ်ခါကျတော့ဒီမှာဒီဘဲဦးပုံလေးမှာသူ့ခေါင်းလေးပေါ်ကျင်တာပေါ့အဲကြတော့ဒီဘဲဦးပုံလေး ellipse 2ပေါ့ဟုတ်လားအာ rectangle 2 ellipse 2 polygon ပေါ့နော်ဒီမှာတော့ဒီ ellipse ဘဲဦးပုံလေးလောက်ချင်တာကိုအဲကြောင့်တော့ဒီ ellipse ကိုပဲတုံးလိုက်ပါမယ်။ပြီးရင်ဒီခနာကိုမှဒီနန်းလေးမှာပေါ့။ဒီနန်းလေးလောက်မှာ ပေါ်ကျင်တာပေါ့အဲဆိုရင်ကြည့်လိုက်အဲပြီးလို့ရှင်ဒီ selection 2ကိုပြန်ယူပြီးတော့ဒီအားလေးကိုဒီမှာဒီလိုလေးလေးတောင်လေးပေါ်လာရဆိုသူ့ကိုကိုလိုချင်တဲ့နေရာလေးတွေရှိလို့ရပါတယ်ဟုတ်ပြီအဲဒီလိုမျိုးလေးမှာပေါ်ကျင်တယ်ပေါ့နော်ဒီဒီနေသားလေးပေါ့ဟုတ်ပြီရပြီနော်ပြီးလို့ရှင်ရင်ဒီခေါင်းပိုင်းဒီပုံကိုယူပြီးတော့ဒီသူ့နေရာမှာပြန်ပြီးတော့ တဏှာထဲမှာ အတိအကျပြန်ပြီးတော့ရောက်ချင်တာပေါ့နော်အဲ့ဒီအတွက်ဒီမလုတ်ခင်လေးပေါ့နော်ဒီဟာကိုအရင်ဒီဘက်ချမ်းမှာကလစ်တစ်ချက်နဲ့မပြီးရင်ဒီပုံလေးကိုစရုပ်လေးကိုရင်ရွေးပါပြီးရင်ဒီနောက်မှာ edit မှာသွားမယ် copy လို့တခုပွားခဲ့ပါနော်ပြီးပြီဆိုလို့ရှိရင်ဒီ selection 2မှာပဲဒါပဲပြီးလို့ရှိရင်ဒီ ဒေါင်းကနေအားလုံးကိုခြုံပြီးတော့ရွေးလိုက်မယ်ပြီးရင်ဒီပုံမှာလာပြီးတော့ mouse ကို right click နှိပ်လိုက်ပါပြီးလို့ချင်းဒီမှာ make clipping mask ဆိုတွက်လိုက်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဒါဆိုသူကဒီအပိုင်းလေးပေါ့နော်ပြီးလို့ချင်းကိုကဒီအနောက်ကဒီအနောက်ခံအရောင်ပေါ့အမဲလုပ်ခဲ့တာအခုဖြူဖြစ်သွားတယ်နော်အဲ့ဒါကိုဒီမှာလာပြီးတော့အမဲလေးတစ်ချက်ပြန်နှိပ်လိုက်ပါအဲ့ဒါဆိုရင်နောက်ခံအမဲပြန်ဖြစ်သွားပြီနော် ဟုတ်ပြီစွတ်စွတ် copy ပွားခဲ့တဲ့ဒီဆက်ရုပ်လေးကိုဒီခေါင်းပိုင်းလေးဒီနေရာတနေရာလေးကြာကျင်တာဖြစ်တဲ့အတွက်ဘာခလုံးမမနေခဲ့ပါနဲ့ edit နေမယ်ပြီးလို့ရှိရင် paste in front ဆိုတာနေပါ front ဆိုတာရှေ့ကိုပို့ရဲဆိုတော့ဒီဘောရှေ့မှာလာပြီးတော့ထားပါတော့အဲ့ဒါဒါရသွားပါပြီပြီးလို့ရှိရင်ဒီဒီခေါင်းပိုင်းလေးကိုထပ်ပြီးတော့ clip လို့မှာဖြစ်တာအတွက်ဒီခေါင်းပိုင်းလေးအတွက်ဒီဒီမှာတော့ထပ်ပြီးတော့ဒီ ဘဲဥပုံလေးပဲဆက်ပြီးသုံးလို့ရတယ်။ဒါပေမဲ့ကိုလိုချင်တဲ့ဒီခေါင်းရဲ့ပုံသဏ္ဍာန်ပေါ်မူတည်ပြီးပေါ့။တချို့ဆိုဒီမှာဒိုင်နိုဆောတို့အဲငကားတို့ပါလို့ဆိုအဲကိုလိုချင်တဲ့ပုံပေါ်မှာဒီကိုဆွဲတဲ့ဒီပုံသဏ္ဍာန်ကဆန့်မဆန့်ဘူးနော်။အဲကိုကကိုချိန်ပြီးတော့ပုံသဏ္ဍာန်ပြောင်းလို့ရပါတယ်။ဒီမှာတော့ဘဲဥပဲဆက်ယူလိုက်မယ်ဒီခေါင်းလေးပဲ။ဒီခေါင်းလေးကိုယူလိုက်ပြီ။ ီးတော့လို့ရှိရင် selection 2ကိုပြန်ရွေးမယ်ဒါကရွေးပေးတာဖြစ်တယ်ပြီးဒီအယုတ်လေးကိုရွေးပါနော်ဒီဆက်ယုတ်လေးပြီးရင် shift key နဲ့ဒီယုတ်လေးရွေးမယ်ပြီးရင်ဒီပုံမှာပဲ mouse ကို right click နဲ့ပြီးတော့ make clipping mask လုပ်လိုက်ပါအဲအဲ့ဆိုရင်ရသွားပါပြီဒါကတော့ဒီအမ်နည်းနည်းပါးပါးဟိုကပြောမယ်ဆိုရင်သူဒီအာ spaceship ကပေါ့နော်အဲဒီကနေပြီးတော့အဖုံးဖွင့်ပြီးတော့လွတ်ထွက်လာတဲ့ပုံစံလေးပေါ့အဲ့လိုမျိုးသဘောပေါ့နောက်ပြီးတော့ဒီဒါကိုပြန်ပြီးတော့အားလုံးကိုကူးမယ်နော်အားလုံးကူးပြီးတော့ copy ပွားမယ် control c control v နဲ့ပွားလိုက်မယ်ပြီးရင်ဒီဟာလေးကိုဒီပြီးပါခဏထားမယ်တည်တည်လေးတခုလုံးမလို့ပါပြီးလို့ရင်ဒီကနေပြီးတော့ mouse ကိုဒီဘက်သွားတဲ့အချိန်မှာမြားကအပေါ်အောက်ပေါ်လာတယ်အဲ့ဒါဆိုတရားဆွဲလိုက်လို့ရှိရင်သူကအချိုးမကြအောင်နော် ချိုးကျနေတာဖြစ်တဲ့အတွက် shift key တွေနှိပ်ထားပါဟုတ်ပြီရှင်းကြည့်လို့ရပြီเนาะအာနားလည်မယ်လို့မျောနေပါအော်နောက်တစ်ခုကဒီနောက်ကဒီဒီဒီဘဲဦးလေးပေါ့အဲ့ဒါလေးကိုလည်းအယောင်ပြောင်းလို့ရတယ်အဲ့ဒါဆိုရင်ဒီဘဲဦးလေးမှာသွားပြီးတော့ဘဲဦးလေးကိုချင်းကပ်ပြီးတော့ဒီ selection 2နဲ့ဘဲဦးနားလေးမှာချင်းကပ် ပြီးရင်သူ့တစ်ချက်ရွေးလဲသူ့ကိုရွေးပြီးသားဖြစ်သွားရွေးသားပြီးသူ့နောက်ကဒီအရောင်ကိုပြောင်းမယ်ဆိုရင်ဒီနန်းလေးမှာတပတ်ကလေးလာနေလဲပေါ့ဒါလည်းပဲတော့ဒီမှာ အမဲပေါ့နော်အခုဒါလည်းပဲတော့နည်းနည်းရှင်ကြည့်လို့ရအောင်အနီပြောင်းလဲပါအဲ့ဒီမျိုးပေါ့ကိုကိုအစဉ်ပြေနဲ့ကိုအစဉ်ပြေမဲ့အရာကိုပြောင်းပြီးတော့ကြည့်လို့ရပါတယ် ဒီအန်ဒီမှာကျတော့သူ့ရဲ့ဒီခန္ဓာကိုယ်ကဒီလိမ္မော်တို့အဝါတို့ရှိတော့အယောင်တွေကယောသွားတာပေါ့နော်အမဲလေးဆိုပိုတိတာတယ်သူကဒီလိုင်ကောင်းတစ်ခုကနေထွက်လာတယ်ဆိုတော့ဒီ 3D ဆန်းဆန်းလေးရတာပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီအယောင်အစင်ပြေဘူးနောက်အယောင်တစ်ခုထပ်ဆန်းကြည့်မယ်ထားလိုက်ပါတော့အပြာပေါ့ဟဲ့လေးအပြာဆိုရင်တော့နည်းနည်းလေးဒီအပြာလိုင်ကောင်းနဲ့ထွက်လာနည်းနည်းလေးပေါ်လာတယ် ကိုလုံမဲ့အလုပ်ပေါ်မှာမူတည်ပြီးတော့အယောင်တွေကိုပြောင်းသွားလို့ရပါတယ်။ဟုတ်ပြီ။ကိုယ့်အကူဆန်းပြီးတော့ဆွဲကြည့်လိုက်ပါ။ကျေးဇူးတင်ပါတယ်။ဘိုင်ဘိုင်။